မင်္ဂလာပါချစ်တော်ညီကောင်မောင်နှမများဘုရားသခင်ကယုံကြည်သူတိုင်းယုံကြည်သူတိုင်းကိုလိုအပ်တဲ့အရာတွေပေးထားပါတယ်ဘယ်သူမှပါလို့အနေတယ်လဲဘယ်သူအတွက်ပါကအရေးကြီးတယ်လဲဆိုတာကိုဘုရားသခင်က ကြည့်ပြီးတော့မှကောင်းကြည့်ပေးထားတာဖြစ်ပါတယ်ကောင်းကြည့်မင်္ဂလာခံစားလာရတဲ့အခါ ကျွန်တော်အသက်တာထဲမှာရှိတဲ့အရာလေးအားဖြင့်ဘုရားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်း၍ဘုရားရှင်ရဲ့ဂုဏ်တော်ကိုဖော်ပြဖို့ရန်အသက်ဖြစ်တယ်ဆိုတာကိုဒီနေ့နားလည်စေချင်ပါတယ်။ဒါကိုနားလည်တဲ့ဘောပေါက်၍ဘုရားရှင်ရဲ့ဘုန်းတော်ထင်ရှားဖို့ရန်အတွက်ကျွန်တော်တို့စီမှာရှိတဲ့အရာအားဖြင့်တတ်တဲ့အရာအားဖြင့်ဘုရားရှင်ရဲ့ဘုန်းတော်ထင်ရှားဖို့ရန်အတွက်ကျွန်တော်တို့အစေခံသွားဖို့ရန်ဖြစ်တယ်ဆိုတာနားလည်စေချင်တယ်လို့ကျွန်တော်တို့ကိုဘုရားရှင်ပေးထားတဲ့ကောင်းချီးမင်္ဂလာအားဖြင့် သူတပားကိုအကျိုးပြုဖို့ရမယ်ဖြစ်တယ်ဆိုတာကိုလည်းနားလည်စေချမ်းပါတယ်ကျွန်တော်တို့ကိုဘုရားခင်ကဉာဏ်ပညာပေးထားရင်အဲ့ဒီဉာဏ်ပညာသည် သူတပားအားနည်းတော်သူကိုတဲ့ရဲ့ပြစ်တင်ဖို့အထင်သေးဖို့ဝေဖန်ဖို့ရမဟုတ်ဘူးဆိုတာနားလည်စေချမ်းတယ်အထောတော်သူများကပညာယတနာရရင်အဲ့ဒီပညာယတနာရလာခြင်းအဖြစ်ပါမမတိပါမမတတ်တဲ့သူတွေကိုအထင်သေးတတ်ကြပါလေဘုရားခင်ကအားနည်းတော်သူကိုအားတာတဲ့သူကထောက်မဖို့ဖေးမဖို့ရင်ဒါဘုရားခင်ကအလိုတော်ရှိတာဖြစ်တယ် ီးတော့တင့်ကိုဖျားရခင်ပေးထားတဲ့အစွန်းအစာအားဖြင့်သူများကိုနှိမ်ပြီးတော့မှချိုးနှိမ်ပြီးဆက်ဆံဖို့ရန်ဘုရားရခင်အလိုတော်မရှိဘူးဆိုတာကိုလည်းနားလည်စေချမ်းပါတယ်။ယုံကြည်သူများကနားမလဲတဲ့အခါမှာကိုယ့်ရဲ့အတ္တထဲမှာရလာတဲ့အရာအားဖြင့်ထောင်ွားခြင်းနဲ့စိတ်တည်ဖြစ်လာတတ်တယ်။ဘဝမြတ်ခြင်းနဲ့စိတ်တည်ဖြစ်လာတတ်တယ်။ ဂုံတော်ချီးမွမ်းရမယ်အစားဂျေဇုတော်ချီးမွမ်းရမယ်အစားဝါကြွားချင်တဲ့စိတ်တည်ဖြစ်တတ်တယ်။အဲဒါကြောင့်ဘုရားရခင်ပေးထားတဲ့အရာသည်အားနည်းတော်သူများကိုအကျိုးပြုစုဖို့မပြည့်စုံတော်သူတွေမလုံလောက်တော်သူတွေကိုထောက်မှပေးဖို့ရတဲ့ဘုရားရခင်ရဲ့အလိုတော်ပဲဖြစ်ပါတယ်။ဒါကိုနားလည်ဖို့လိုအပ်တဲ့တင်းရဲ့တတားထဲမှာဘုရားရခင်ကပေးထားတဲ့ကောင်းချီးမင်္ဂလာတွေတင်ပိုင်ဆိုင်ထားတဲ့ကောင်းချီးမင်္ဂလာအားဖြင့်အားနည်းတော်သူကိုထောက်မှပါတင်ရသူစည်းစိမ်ဂုံ စီးစင်မီရလာခြင်းဟာလေသူများကိုချိုးနှင်ဖို့သူများကိုကဲ့ရဲ့ဖို့ပြစ်တင်ဖို့မဟုတ်ပဲနဲ့အဲ့ဒီအရာအားဖြင့်သူတို့ကိုဆွေးထုတ်ဖို့ရန်ဘုရားသခင်လိုတော်ရှိတာဖြစ်တယ်ဟာလေလုယာအဲ့ဒီလိုစိတ်တမျိုးကိုဘုရားသခင်ကထားစီစေခြင်းနဲ့ဘုရားသခင်ကတဲ့ကိုတာသမီတွေပေးထားတယ်အဲ့ဒီတာသမီတွေအားဖြင့်ဘုရားသခင်ရဲ့ဘုန်းတော်ဂုံတော်ဂျေဆုတော်ကိုချီးမွမ်းဖို့ရမယ်ဖြစ်ပါတယ် ်တင်သားသမီးရလို့သားသမီးမရတဲ့သူဒီကိုအထင်သေးကဲ့ရဲ့ပြစ်တင်ဖို့ဘုရားရှင်လုံးဝအလိုတော်မရှိဘူးဆိုတာနားလည်စေချင်ပါတယ်။ဘာလို့လဲဆိုတော့ဘုရားရှင်ရဲ့အကြံအစီဟာယုံကြည်သူတိုင်းမှာရှိပါတယ်။ဘုရားရှင်ကပေးချင်သောသူကိုပေးတယ် ဘာကြောင့်မပေးတယ်လဲဆိုတဲ့အကြောင်းအရင်းကြီးရှိတယ်လို့ဒီနေ့ကျွန်တော်တို့နားလည်ဖို့ရင်အင်မတန်မှအရေးကြီးပါတယ်။တင်ကလေးရချင်းအဖြစ်ကလေးမရတော့သူတွေကိုအထင်သေးပြီးတော့မှပြန်ဆိုင်နေဖို့မဟုတ်ဘူးဆိုတာဒီနေ့နားလည်စေချင်ပါတယ်။ရာကုတ်ရဲ့အသက်တာထဲမှာရာကုတ်ရဲ့အိမ်ထောင်မိသားစုထဲမှာသူ့ရဲ့ဇနီးတန်နဲ့ဦးအဖြစ်ထိုအချင်းအရာကိုထိုအဖြစ်အဖြစ်ကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။သာသမီယတနာပြန်ဆိုင်ခြင်းမျိုးကိုဖရာရခင်မနှစ်တက်ဘူးဆိုတာဒီနေ့နားလည်သဘောပေါက်စေချင်ပါတယ်။သာသမီမရတဲ့သူတွေကလည်း လေတာသမီရတဲ့သူတွေကိုတောတာထွက်ဆစ်ဆိုးနေဖို့မဟုတ်ပါဘူးဘုရားရှင်ကသူတို့ကိုကြီးလေးတာတာဝန်ပေးထားတဲ့အရာတွေရှိတယ်ဆိုတာကိုသဘောပေါက်၍ဒီအရာဟာတူညီချင်းအတွက်ဖြစ်တယ်ဆိုတာကိုသဘောပေါက်နားလည်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရှင်မှာရှိတဲ့အရာဟာမရှိတဲ့သူသူများအတွက်ထိခိုက်စရာနစ်နာစရာမဟုတ်ဘဲနဲ့ကျွန်တော်တို့မှာရှိတဲ့အရာအားဖြင့်မရှိတဲ့သူတွေ မင်္ဂလာဖြစ်ဖို့သူတို့ကိုကူမဖို့သူတို့ကိုစာနာတတ်ဖို့သူတို့ကိုလေးစားတတ်ဖို့ရန်ဘုရားခင်ကအလိုလိုရှိ၍ထိုကဲ့သို့ဘုရားခင်ကညီမျှအောင် မျှဝေပေးတယ်ဆိုတာတပိုးပေါင်းနားလည်၍အသက်ရှင်ဖို့ရန်အရေးကြီးတယ်ဆိုတော့ဒီကနေ့ယုံကြည်သူများကိုအားပေးချမ်းပါတယ်တင့်ကိုရာထူးစည်းစိမ်ပြီးဘုရားခင်ပေးထားတာအဲ့ဒီရာထူးစည်းစိမ်အားဖြင့်ဆင်းရဲသားတွေကိုတင်ပေးဖို့မအစားဖို့မပြည့်စုံမလုံလောက်တဲ့သူတွေကိုပြန်ပြီးတော့မှဘေးကမ်းဖို့ရန်ပဲဘုရားခင်အလိုတော်ရှိတယ်မယုံကြည်သူများကိုမဆိုလိုဘူးယုံကြည်သူများကိုဘုရားခင်ကထိုကဲ့သို့အလိုတော်ရှိတယ်အဲ့ဒါကြောင့်တင်ရလာတဲ့အရာတွေအားလုံးကို တင်မဲ့တစ်ချိန်လုံးစုနေဖို့တစ်ချိန်လုံးထိမ့်သိမ့်ဖို့တင်းစီးနေဖို့ဘုရားခင်လိုလိုမရှိဘူးပြန်ပြီးတော့မှရေလောင်းတော်သူပြန်ပြီးတော့မှပေးကမ်းတော်သူပြန်ပြီးစွန့်ကြဲတော်သူဖြစ်ဖို့ပြန်ပြီးတော့မှသူတပားကိုအားပေးတော်သူဖြစ်ဖို့ဝါကြောဖို့ထောင်လွှားဖို့မဟုတ်ဘူးဆိုတာဒီနေ့ပြောချင်ပါတယ်ယေရှုတော်ချီးမွမ်းပါရေတွက်ပါဂုံတော်ကိုချီးမွမ်းပါလုံးဝမဝါကြောပါနဲ့တင်းရဲ့ပညာအဖြစ်လဲဝါကြောခြင်းမပြုပါနဲ့တင်းပိုင်ဆိုင်ထားတဲ့ ယတနာပစ္စည်းအဖြစ်လဲဝါကြောခြင်းလုံးဝမပြုပါနဲ့တင့်ကိုပေးထားတဲ့တာသမီယတနာအဖြစ်လဲပတော်မှာမဝါကြောပါနဲ့ဖယားသခင်ကတင့်ကိုရည်ရချက်ရှိရှိနဲ့တာရီကိုပေးထားခြင်းဖြစ်တဲ့အတွက်ကြောင့်ဖယားရခင်ပေးထားတဲ့အတိုင်းတင်အတုံးပြုနေသလားဖယားရခင်အလိုလိုရှိတဲ့အတိုင်းအတင် လုံနေသလားဆိုတာကိုဒီနေ့နားလေသဘောပေါက်စေချင်ပါတယ်ဖယားရခင်တပိုးတော်ကိုနမတိနားမလဲပဲနဲ့တင်အသက်ရှင်မိပါကရထားတဲ့အရာတွေ ပြန်ပြီးဆုံဆုံးစရာတွေရှိတယ်ရှိတဲ့မြောက်ကိုပင်ယူ၍ယူသွားတဲ့အချိန်ကြီးရောက်လာမှာဖြစ်တဲ့ဒါကြောင့်ဒီနေ့ဖရာသားသမီးတွေယုံကြည်သူများဟာဖရာရခင်စိတ်မှာစင်းရဲသူချမ်းသာသူမရှိဘဲနဲ့အသက်ရှင်နိုင်ဖို့ရန်ဖရာရခင်လိုတော်ရှိခြင်းဖြစ်တယ်ဆိုတော့ကိုဒီနေ့နားလေသဘောပေါက်စေချင်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ပေနာပဝန်းကျင်မှာရှိနေတော်သူများမပြည့်စုံတော်သူများ အစိမပြေတော်သူများကိုတွေ့တဲ့အခါမှာကျွန်တော်တို့မှာရှိတဲ့အရာအားဖြင့်ဖေးမထောင်မ၍ကျွန်တော်တို့စာနာထောက်ထားတတ်ဖို့ရန်ဘုရားခင်အလိုတော်ရှိတယ်ဆိုတာကိုယုံကြည်သူများသဘောပေါက်၍နေ့စဉ်အတ္တတာမှာဘုရားရဲ့တဘောတော်နဲ့ဘုရားခင်အလိုတော်ကိုဝေဖန်ပိုင်းခြား၍အသက်ရှင်တတ်တော်သူများဖြစ်ကြဖို့ဒီနေ့နှုတ်ကပါတော်အဖြစ်ခွန်အပြင်းနဲ့တိုက်တွန်းပါတယ်ဈာနာတော်သူတယောက်စီတိုင်းမှာပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ